ရွှေဆိုင်ကြောင်ကြောင်တခုမှာအင်ဒရာကျော်စင်နဲ့မိုဟိကူရုထက်တာလွန်နဲ့အလှတရားတွေကြောင့်လူပြောများနေတဲ့ရှုံးတွေလွင်မို့အားလုံးမင်္ဂလာပါရှင်ရွှေဆိုင်ကြောင်ကြောင်တခုမှာမြန်မာနိုင်ငံရဲ့အလှပြင်းမနေဦးဖြစ်တဲ့အင်ဒရာကျော်စင်မိုဟိကူရုနဲ့ထူးထူးသရုပ်ဆောင်ခဲ့ချိန်သူ့ရဲ့အလှတရားကစီနီယာမင်းသမီးကြီးနှစ်ယောက်ကိုရောင်းကျော်လွန်ခဲ့တဲ့ဆိုပြီးနာမည်ကြီးနေတာက ခေလေးရှုံးတွေလွင်မို့ပါ ဒီလိုလူပြောများနေတာကနာမည်ကြီးရွှေချမ်းစိန်ရွှေရနာဆိုင်ရဲ့ကြောင်ညာတစ်ကနေစတင်နေတာပါဒီကြောင်ညာမှာမြမအနုပညာလောကရဲ့တောင်းတောင်းကြီးအလန့်နဲ့ပြားမာလေးလို့တင်စားရလောက်တယ်မင်းသမီးကြီးနှစ်ယောက်ပါဝင်ပါတယ်တယောက်ကတော့ဘဲချင်းကြည့်ကြည့်မယိုးနိုင်တဲ့ချက်တည်းရှိရှိအလားတရားကိုပိုင်ဆိုင်ထားတဲ့အိန္ဒြာကျော်စင်ဖြစ်ပြီးနောက်တယောက်ကတော့တော်ဝင်စနစ်မဟာဆန်မှုအပေါင်းနဲ့ပြည်စုံတဲ့မိုးဟီကူပါပဲ ဒီလိုထိတ်တဲမင်းသမီးနှစ်ယောက်နဲ့အတူရုံးရီလူမှုကိုတွဲဖက်ရိုက်ကုန်မယ်ဆိုတော့အလုံးကစိတ်ဝင်စားခဲ့ကြပါတယ်။ဒါပေမဲ့ကြောညာထွက်လာတဲ့အခါမှာတော့အလုံးရဲ့မျက်လုံးတွေကမထင်မှတ်ပဲရုံးရီလူမှုစီမှာပဲစုပြုံကြောက်သွားခဲ့ပါတော့တယ်။အင်ဒွာကျော်စင်နဲ့မိုးအီကိုတို့ကသူတို့ရဲ့ပုံစံတိုင်းလှပနေကြပါပြီ။ရုံးရီလူမှုရဲ့နှုတ်ပြလန်းဆန်းမှုနဲ့တော်ဝင်ဆန်းတဲ့အလားကပြိတ္တတွေကိုအံ့အားသင့်မှန်သက်သွားစေခဲ့ပါတယ်။ လူမျိုးစုရဲ့မှတ်ချက်တည်းရာသူမရဲ့လာဟာစီနီယာနှစ်ယောက်ကြားမှာမေးမိန်မသွားတဲ့ပြင်သူတို့ထက်တောင်ပိုပြီးထင်းနေခဲ့တယ်လို့ဆိုကြပါတယ်။ဒီလိုလာကြားရင်းနဲ့အောင်မြင်မှုတွေမရခင်ချိန်တုန်းကရှုံးလီလူမှုပေါ်ပြစ်သက်တည်းရဲ့အမြင်တစ်မျိုးရှိခဲ့ပါတယ်။အရာကတော့နှမျောခြင်းပါပဲ။မင်းသားချင်းလွေမှုရဲ့တူနေသောတမီးလေးဖြစ်တဲ့သူမဟာငယ်ရွယ်စမှာပဲအိမ်တော်ပြုကလေးမိတယောက်ဖြစ်သွားခဲ့တဲ့အတွက်ပြိတ္တတိကသူမရဲ့အလားတန်းတဲ့နှုပညာနာခတ်တော့နှမျောတတဖြစ်ခဲ့ကြပါတယ် ဒီလောက်လာတဲ့ကလေးလေးအမှုပညာလောကမှာခြေတပွင့်ဖြစ်လာမှာကိုအစောကြီးအိမ်အောင်ပြလိုက်တာနှမျောစရာပဲဆိုရဲမှတ်ချက်တွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ရုံးနေလို့မဟာကလေးမေဆိုပေမဲ့မယုံနိုင်လောက်ကြော်ရှင်းလှပါနေသေးပါသူမဟာကလေးတယောက်ရဲ့မိခင်ဖြစ်သွားပေမဲ့အရင်ကတည်းကအစာပေါင်းများစွာပုံမလှပါပြီးကြော်ရှင်းလာတာကိုအလုံးအံ့ဩတကြီးမြင်တွေ့နေရပါတယ် အရင်ကလိုကလေးစံတဲ့အလှမျိုးမဟုတ်တော့ဘဲရှင်းချက်တည်နေပြီးချက်တည်ရရှိတဲ့အလှတရားမျိုးကိုပိုင်ဆိုင်လာခဲ့ပါတယ်။အထူးသဖြင့်တီရွှေဆိုင်ကြောင်မှာမြမဝိစုံတမိုးကြီးရွှေရနာရီနဲ့သူမရဲ့လာဟာလိုက်ဖက်ညီတော်ပြီးជីမီသူရိုင်းကိုဆွဲမှတ်ငေးမောစေခဲ့ပါတယ်။ကလေးတယောက်မိလို့ဘလို့မှထင်ရဆရာမရှိအောင်နှုတ်ပြူလာပါနေပြီးသူမရဲ့ပြုံအချိနဲ့ဟန်ပန်မှုရတိုင်းဟာတော်ဝင်မင်းသမီးတပါးလိုလာပါနေခဲ့ပါတယ်။ ဒီလာတရားတွေကြောင့်ပဲတချိန်ကသူမကိုနှမျောတယ်လို့ပြောခဲ့တဲ့သူတွေကအခုတော့အားကြတယ်ဆိုပြီးချီးကျူးနေကြပါပြီ။ရုံးရီလူမျိုးကတော့မိခင်တယောက်ဖြစ်သွားပေမယ့်ကိုကိုကိုကယူဆိုင်ထိန်းသိမ်းရင်အရှင်ကချက်တောင်ပိုးလာနိုင်သေးတယ်ဆိုတော့ကိုတက်သေးပြလိုက်သလိုပါပဲ။အချို့ကဆိုရင်ရုံးရီလူမျိုးဟာနာမည်ကြီးထိတ်တန့်မင်းသမီးနန္ဒာလိုင်းနဲ့တောင်တူတယ်ဆိုပြီးချီးကျူးကြပါတယ်။ပရိသတ်ကြီးရောဒီကြောင်ညာတွေကရုံးရီလူမှုရဲ့အလားကိုဘလို့မြင်မိကြလဲဆိုတော့မျှဝေခဲ့ကြပါအောင်ရှင်။